ားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ပန်းကြီးပါ။ပန်းကြီးအင်တာနက်မဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့စိတ်ကြည်လင်စီမဲ့အဆောင်ပါလေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ဒီ channel လေးကိုလည်းလိုက်ရန် subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။ဘေးနာက notification bell လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။စိတ်ချမ်းသာအောင်နေနီး။သူများပြောတိုင်းလိုက်ပြီးမခံစားနဲ့။ဥပမာပိန်တယ်ဝတယ်ဥတယ်ရှိတယ်ဖြူတယ်မဲတယ် နှိမ်နေကဲ့ရဲ့တွေစသဖြင့်ပေါ့ပြီးခဲ့တဲ့ဒေါသထွက်စရာတွေစိတ်မချမ်းသာစရာတွေပြန်မတွေးနဲ့မဖြစ်သေးတဲ့အကြောင်းအရာတွေကိုစိုးရင်တော့ကစိတ်နဲ့ကြိုတွေးမနေပါနဲ့ကိုဝါသနာပါတဲ့လူကိုစူးစူးဆိုက်ဆိုက်လှုပ်ကြည့်ပါကိုအကြောင်းကို ကိုကိုွယ်ရမှအတင်ပြောနေတဲ့အကြောင်းကိုပြင်ကြားတဲ့အခါခံစားမနေပါနဲ့ကိုကိုတဲပြောတာမှမဟုတ်တာ ကိုလေတိုက်ရိုက်ကြရတာမဟုတ်ဘူးလေ ။ဆုံရှုံသွားတဲ့ຢာတွေအတွက်ညမျောတဲ့စိတ်နဲ့ခဏခဏပြန်မစင်စားပါနဲ့။ဘာမှပြန်မရတော့ဘူးပြီးသွားပြီ။သင်္ကန်းစာပဲယူပါ။ကိုချစ်သူကတစ္ဆာဖောက်သွားတဲ့အခါဝမ်းသာလိုက်ပါ။သူ့အကြောင်းကိုစောစောစီစီသိလိုက်ရလို့အသေးကွဲခြင်းလဲယာယီတို့အသေးကွဲ မစားနိုင်မတောက်နိုင်တမိုင်မိုင်တထွေထွေတော့လုံးမနေနဲ့ကဘာမှာလူပေါင်းတန်း9000ကျော်ရှိတယ် ကိုနဲ့ထိုက်တင်ရတယောက်တော့ရတယ်ရောက်လာလိမ့်မယ်။မြားများယူဖို့တဲ့မြားများပေးနိုင်အောင်ကြိုးစား။သူများကိုမြားများပေးနိုင်လေစိတ်ချမ်းသာရလေပဲ။ပဝင်းကျင်ကိုလိုအပ်တာထက်ပိုပြီးဂယူးမဆိုင်မိစေနဲ့။ကို့မှာရှိသလောက်နဲ့ပဲရောင်ရဲတင်းတိမ်နေအောင်ကြိုးစားပါ။ကိုလုံးနိုင်စွမ်းရှိသလောက်ပဲမျှော်လင့်ပါ။လွန်လွန်းတဲ့အထီမပေးပါနဲ့။ဒါဟာ ကိုကိုကိုနာကြအောင်လှုပ်တာနဲ့အတူတူပါပဲပေကန်ချင်းဟာလှပပါတယ်ဒါပေမဲ့နာကျင်တဲ့အထိပေကန်မယ်ဆိုရင်ဒါဟာမြစ်တာမဟုတ်ပဲကိုကိုကိုနာကြအောင်လှုပ်တာပါပဲကျင်နာနိုင်ပြီမဲ့ကန့်သက်ချက်တော့ရှိရပါမင်းဘာလို့လဲဆိုတော့လူတိုင်းကကိုယ့်ရဲ့ယူသားမှုကိုတန်ဖိုးထားတဲ့ကြတာမဟုတ်ပါဘူးအတ္တကြီးသူတွေဟာဂျေဇူးတင်တတ်မှာမဟုတ်ပါဘူးအကျင့်ဖြစ်သွားပြီးပုံပြီးတောင်းဆိုလာပါလိမ့်မယ် ပူပေးလီပူမျောလင်းခံရလီပါပဲပေးတာကိုရက်လိုက်တာနဲ့မှားတဲ့သူဖြစ်သွားတတ်ပါတယ်စတင်ပြီးအားထုတ်ရပြီလို့ခံစားရရင်နောက်ဆုတ်ပါဘာလို့လဲဆိုတော့ကောင်းမွန်တဲ့ဆက်ဆံရေးဆိုတာစိတ်ချမ်းသာဖို့ဖြစ်ပြီးတိတ်ခါကြဖို့မဟုတ်ပါဘူးမပေးတာဟာရက်ဆက်ခြင်းမဟုတ်ပါဘူးဒါပေမဲ့ဘသူအတွက်မှကိုယ့်ရဲ့မူလပုံစံကိုမဆုံးရှုံးအောင်ရွေးချယ်ခြင်းမှာပဲ အကောင်းစိတ်နဲ့အခွင့်အရေးယူတဲ့သူရဲ့စိတ်ကိုအလိုမလိုက်ပါနဲ့။ဘာလို့လဲဆိုတော့ဘလောက်ပြီးပြီးဘယ်တော့မှလုံလောက်မှမဟုတ်ပါဘူး။တနေ့ကျရင်နားလေလာပါလိမ့်မယ်။ကိုကိုကိုကောင်းကောင်းဂူးစိုက်တာ အကြီးမားဆုံးပေးကမ်းခြင်းပါပဲ။လူငယ်တဦးဖြစ်နေလျက်နဲ့အယူသီးလုံးနေရင်အတွေးအခေါ်နေရရောက်တယ်။လူငယ်တဦးဖြစ်နေလျက်နဲ့အတရတွေကြီးလုံးနေရင်အသိဉာဏ်နေရရောက်တယ်။ လူငယ်တူဖြစ်နေလျက်နဲ့အာဂါတရီများလုံးနေသဘောထားမပြည့်ရာရောက်တယ်။လူငယ်တူဖြစ်နေလျက်နဲ့ငါကြမှကန်ဆိုးလေခြင်းဆိုပြီးတင်းကြီးကြီးတညူညူအတွေးတွေနဲ့လက်လျှော့ရှုံပေးနေရင်စိတ်တဲ့ပြောညံ့ရာရောက်တယ်။လူငယ်တူဖြစ်နေလျက်နဲ့ဖြစ်သည်မအကြောင်းအကောင်းပေါ့လေဆိုပြီးကန်ကြမရဲ့အမိတ်အောက်မှာဒူးထောက်ပေးနေခဲ့ရင် ကိုယ်စွဲလုံးလာကိုမယုံကြည်ရာရောက်တယ်။ ဘဇွန်လုံးမှဥကောင်းမပါဘူးဒါပေမဲ့ချမ်းချမ်းသာသာနေဖို့အတွက်ကိုတွင်းကိုဒူးတတ်တယ်ဥကောင်းပါတဲ့လူက နေရတကာဟိုလူမိခိုဒီလူမိခိုလိုက်လုံးနေဘဇွန်လုံးကိုအားနာဖို့ကောင်းတယ်ဘဝဆုံးယုံနေတဲ့လူငယ်တွေကိုအကဲခက်ကြည့်ရှင်းမဆဲနိုင်မဲစိတ်ပြဲနေသူတွေရှိတယ်အဆူလောကဓာတ်နှိမ့်ဆက်ခံရလို့လက်လျှော့အရှုံးပေးနေသူတွေရှိတယ်တခါရှုံးယုံနေ လုံးဝရှုံသွားပြီလို့သတ်မှတ်လိုက်ရင်တိုးတက်ဖို့အခွင့်ဆိုတာပျောက်ကွယ်သွားမှာပေါ့အတောင်ပဲမခက်တဲ့ဘိုးဆောင်ကျူးမှာအယောင်ထွက်ဖို့ခက်တယ်ဂျီမန်းချက်နဲ့ကြိုးစားမှုမရှိတဲ့လူငယ်မှလည်းတိုးတက်လာဖို့ခက်မှာပါပဲလူငယ်တယောက်ရဲ့အနှစ်အမြူတွေဆိုတာမျောလင်းချက်နဲ့အိမ်မက်ပဲဘဝမှာမော့ကြည့်ရတဲ့အိမ်မက်မျိုးတော့လူငယ်မှန်သမျှမတင်ကြတာပေါ့ထူးချွန်ထက်မြက်တဲ့လူငယ်ဆိုတာကိုဘွားကိုလည်းမြင့်တင်နိုင်တယ်လို့ ူတပားတို့ရဲ့ဘဝကိုလည်းမြင့်တင်ပေးနိုင်စွမ်းရှိတယ်။စာနာစိတ်ရှိတဲ့လူငယ်ဆိုတာတကူကောင်းဆန်စိတ်နေပါသလိုတပားသူတို့ရဲ့စိတ်ပင်ပန်းမှုတွေကိုလည်းညဝေခံစားပေးနိုင်တတ်ကြတယ်။အသားဖြူခြင်းမဖြူခြင်း ရုပ်ရည်လာခြင်းမလာခြင်းတွေကလူငယ်တယောက်ရဲ့တန်ဖိုးမဟုတ်ဘူး။ဘလောက်အစွမ်းအစရှိမရှိဘာတွေလုံနိုင်မလုံနိုင်ဆိုတာကမှ လူငယ်တယောက်ရဲ့တန်ဖိုးပါ။ဆောင်းပါးလေးကတော့ဒီလောက်ပါပဲရှင်။ နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်လဲတင်ဆက်ပေးသွားအောင်ပါမို့ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။ဘီနာက notify bell လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။